ထရန်နယ်ရဲ့ဘဲရပီနောက်ရခိုင်မဝေဟင်တိုက်ခိုက်မှုစေကင်လာဟိလန်ဒီပနာအရဲသားအရောက်ဆိုင်စီလောက်ထိခိုက်တိဆုံခါရပါရယ်ရှမ်းရောက်ဒေသမှာတောင်းတတ TNL နဲ့အပိုက်ရဲလိုက်ဘရီရဲ့နောက်ပိုင်းရခိုင်မစိုက်ကုမရှင်ကဒရုန်းလီဂရောင်းတိုက်ခိုက်မှုတွေအရှင်မင်းလှုပ်ဆောင်လာနေပြီကအရဲသားထိခိုက်တိဆုံမှုမရင်တဲလာနေပါရယ် DMG ကကောက်ယူထွက်တဲ့အရှဲလက်တီအရာအော်တိုဝါ29ရက်နေ့ကနေနိုဝင်ဘာ6ရက်နေ့အထိရခိုင်မစိုက်ကုမရှင်ရဲ့ဝေဟန်တိုက်ခိုက်မှုစေဂရင်းလောက်ဟင်းလာပြီက ရန်တိုက်ခိုက်မှုတွေအတွင်အရက်သက်တီဆုံးရလူ20နဲ့ဒါရာရာဟိတူခရော့စီရဲ့ထိဟင်နီပါရဲကျောက်ဖူရတဲ့တောင် ပုံနာကျောင်းမမ်ဘရမွန်နေတီမှာစိုက်ကော်မရှင်ကလီဂရောင်းဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ဟာဖိုက်ပြီးကလီဂရောင်းတိုက်ခိုက်မှုတွေထဲကပုံနာကျောင်းမြို့နေမှာအများဆုံးဖိုက်ပနာထိခိုက်တီဆုံးရလူ30လောက်ဟင်ပါရဲစိုက်ကော်မရှင်ရဲ့လီဂရောင်းတိုက်ခိုက်မှုတွေဟာအရက်သက်နင်ထရန်နာရာတီကိုအဓိကပိုက်မဲ့ထွက်လာမှုနဲ့အတူအစုလိုက်အပရုံလိုက်ထိခိုက်တီဆုံးမှုတွေလည်းဟင်းနေတဲ့အတွက်ပရီတူတီကစတိုရင်ကလောက်လိုက်နေရခဲ့ပါရဲ့ စိုက်ကွန်ရှင်ကရခိုင်ကမြို့နယ်တီကိုလီဂရောင်းတိုက်ခိုက်မှုအရှင်ပြန်ပြီးကနေစံရေးဆဲပြုလုပ်နေတဲ့အတွက်ဒေသခံတီအနေနဲ့လီဂရောင်းအန်ဒရီကိုပိုလို့တတိထောက်ခတ်ဖို့အရခတတ်တို့ကတိုက်တွန်းထော်ပါရယ်